အားလုံးပဲမင်္ဂလာပါရှင်ဒီခေါက်မှာတော့အနံ့လေးကလည်းမှုပြီးချင်းငန်ဆက်အရတာလေးနဲ့စားလို့လည်းအရန်ကောင်းတယ်နှစ်တုပ်လေးတုပ်စားပြလို့လာပြီးမျှဝေပေးတာဖြစ်ပါတယ်ရှင်ပရမဆုံးနှစ်တုပ်ထဲမှာထည့်တုပ်ဖို့အတွက်ပေါ့စီကျက်ချက်ဖို့အတွက်ပါစက်တုံလေးလေးကိုလှီထားပေးလိုက်ပါမယ်ကျောင်းကတော့စက်တုံလေးကိုလေးလုံးသာခီးထားပေးလိုက်ပါရရှင်။စက်တုံလေးလီးပြီးသွားပြီဆိုရင်တော့စက်တုံဖြူလေးငါးမွာစာလောက်ကိုလည်းခုလိုမျိုးလေးပါပါလေးလေးခီးထားပေးလိုက်ပါမယ်။ ်ပြီးသွားရင်တော့အနံ့လေးငွေးစေဖို့အတွက်ရှောက်ရွက်အနေငယ်ကိုလည်းအလဲယူလေးတွေထုတ်ပြီးတော့ပါပါလီထားပေးလိုက်ပါမရှင်ဒီမြေတုပ်လေးရဆိုရင်ဒီရှောက်ရွက်လေးထည့်တော့မှာပေါ့เนาะအနံ့လေးကမှုပြီးတော့ပို့ပြီးတော့စားလို့ကောင်းပါတယ်တကယ်လို့ရှောက်ရွက်နဲ့ကိုမချင်ဘူးဆိုရင်တော့မထည့်လည်ရပါတယ်เนาะတံမြာဒီတလုံးကိုလည်းအရင်ညှစ်ဖို့အတွက်ခုလိုမျိုးလေးလှီးထားပေးလိုက်ပါမယ်ဒါလေးတွေကတော့တုပ်ဖို့အတွက်မြစ်တွေကိုတည်ရပြုတ်ထားတာလေးပဲဖြစ်ပါတယ်ရှင် ီပြုတ်ထားပြီးသားမြင့်လေးတွေကိုအလဲကနေထဆန်းဖွဲပြီးတော့သွားချထူးထန်လေးနဲ့အချောင်းပိပိလေးတွေရအောင်လို့ခုလိုမျိုးလေးချစ်ထားပေးပါတယ်။ခုလိုပုံစံမျိုးလေးမလုပ်ချင်ဘူးဆိုရင်လည်းမိမိတန်ခင်းတက်တဲ့ပုံစံလှိဖြက်ထားမယ်ဆိုရင်လည်းရပါတယ်ရှင်။အားလုံးချစ်ပြီးသားပြီးဆိုရင်တော့အမြင်လေးတွေတစ်ခုချင်းစီရအောင်လို့ပင်ထားပေးလိုက်ပါမယ်နော်။အလုံးနဲ့လုပ်ပြီးသွားပြီဆိုရင်တော့သူ့ကိုရေနဲ့တစ်ထပ်လောက်စီးပြီးတော့ရေစင်အောင်လို့ညှစ်ထားပေးလိုက်ပါမယ်ရှင်။ ပြီးသွားပြီဆိုရင်တော့စီကျက်ဆက်ဖို့အတွက်အိုးလေးကိုစီထည့်ပါမယ်။စီပူလာပြီဆိုရင်တော့ခုနကကြက်တုံလေးလှိထားတဲ့ကတဝက်ကိုထည့်ပြီးတော့ကြောပေးပါမယ်နော်။တဝက်ကိုတော့အတုတ်တုတ်တဲ့ထည့်ကိုထည့်ပြီးတော့တုံမှာပဲဖြစ်ပါတယ်။ကြက်တုံလေးအယောင်လေးနွမ်းပြီးတော့ညူလာပြီဆိုတော့မှကြက်တုံပြူကိုထည့်ပြီးတော့ကြောပေးပါမယ်။ကျမကတက်တက်စီခွင်းပြီးတော့မချက်တော့ပဲနဲ့အဖြူရောအနီရောတစ်ခါလေးရောပြီးတော့ချက်လိုက်ပါတယ်နော်။စနေမုံလေးလည်းအနေငယ်ထည့်လိုက်ပါမယ်ရှင်။ ခုလိုနေသားလေးရောက်လာပြီဆိုလို့ရှိရင်တော့မီးလေးပိတ်လက်ပြီးတော့အိုးအူရှင်လေးနဲ့ပဲဆက်ပြီးတော့စက်တုံလေးတွေကျွတ်လာတဲ့ထိအောင်လို့ကြော်သွားပေးလိုက်ပါမယ်စက်တုံလေးတွေလည်းကျွတ်လာပြီးတော့စီရဲ့အပူချိန်ကလည်းအနည်းငယ်လျော့သွားပြီဆိုရင်တော့မြေသီးဟင်းချက်မှုလေးထည့်လိုက်ပါမယ်ရှင်။အတုံးတုံးတဲ့အခါမှာအယောင်လေးလှစီဖို့အတွက်စီနီစီချက်ပုံစံမျိုးလေးတစ်ခါတည်းချက်လိုက်တာပါရှင်။ဒီနေသားလေးဆိုရင်တော့စီနီစီချက်လေးရပါပြီနော်။ အားလုံးပြီးသွားပြီဆိုရင်တော့မြစ်သုံးမဲ့ပကံထဲမှာမြေပဲလှော်ထောင်းထားတာလေးထည့်ပါမယ်ပြီးွားရင်ဒါကတော့ပစုံကိုလှော်ပြီးရောထောင်းထားတာပါရှင်ပစုံချက်ကိုထည့်မယ်ဆိုလို့ရပါတယ်ပြီးရင်ပဲမှုန်ထည့်ပါမယ်ဒီတော့ရင်တော့ခုနကစီနီစီချက်ချထားတာလေးတွေကိုထည့်လိုက်ပါမယ်။ချက်သွန်ဒီပါပါလီထားတာလေးနဲ့ရှောက်ရလီထားတာလေးတွေကိုလည်းထည့်လိုက်ပါမယ်။အရသာအတွက်ကတော့ငံပြားကြီးလေးအနေနဲ့ထည့်ပါမယ်ရှင်။ ။ပစုံထဲမှာလည်းအငံတက်ကပါလူသားဆိုတော့လူအတော်မှာထည့်ပြီးတော့ထည့်ပါမယ်။နောက်ဆုံးကြမှာတံမြန်တိခိထားတာကိုညှစ်ထည့်ပေးပြီးတော့အရသာအလုံးမှတ်ဆက်သွားအောင်လို့တုတ်သွားပြီးလဲပါမယ်နော်။မြေဒီအကြမ်းမှုလေးမထည့်ရသေးလို့ထပ်ထည့်ပြီးတော့မှအရသာအလုံးမှတ်ဆက်သွားအောင်လို့တုတ်သွားပြီးလဲပါမယ်နော်။ရလို့ကိုကအဆက်အရသာပို့ပြီးရကြိုက်တယ်ဆိုရင်တော့မြေဒီစိန်လေးနဲ့ပြီးတော့ထည့်လို့ရပါတယ်ရှင်။ ကျွန်တော်တုံထားတဲ့ငယူသီးမုံကအဆက်အရသာနည်းနည်းများတဲ့အတွက်ကြောင့်ငယူသီးစိမ့်ထည့်ပြီးတော့မတုတ်ထားပါဘူးရှင်။ဒီဆန်လေးတုတ်ပြီးပြီးသွားပြီဆိုရင်တော့အရန်သာလေးမြည်ကြည့်လိုက်ပါမယ်နော်။ရှမ်းသားလေးကိုစိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့အနံ့လေးမှုပြီးတော့ဂရင်းမြင့်စီတဲ့မြင့်တုံလေးကတော့စားဖို့အဆင်ပြေဖြစ်ပါလိမ့်ရှင်။တောက်ရတာလည်းလွယ်ပူပြီးစားလို့လည်းကောင်းတော့မှုလူရန်ချမ်းနှင်းတက်ကြမယ်လို့ညွှန်လင်းပါတယ်ရှင်။ ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်ဗီဒီယိုလေးတွေမှာလည်းပြန်ပြီးတွေ့ကြမယ်နော်။